ျမနာမည်ကတော့လီလီပါ။ကျမကအသက်40နီးပါးလောက်ဖြစ်ပြီးတော့ကျမဘဝမှာရင်းအရာရှိ မိသက်အကူရင်းကျော်ရှင်းလင်းရေးစားရအရာအလုံးကိုလုပ်ခဲ့ဖို့ပဲမယ်။ကလေးထင်းအလုပ်ကအနည်းအများဆုံးလို့ကျမပြောချင်ပါတယ်။ဒါကယုံကြည်ဖို့ခက်ခဲတယ်ဆိုတာသိပေမယ့်ဒီအကြောင်းကိုနောက်ထပ်လိုက်တဲ့အချိန်မှာသင်တို့အလုံးနားလည်သွားပါလိမ့်မယ်။အဲဒီနေ့ကကျမရဲ့ပထမဆုံးနဲ့နောက်ဆုံးကလေးထင်းလုပ်တဲ့အလုပ်ပဲဖြစ်ပါတယ်။ ျမဘွားတစ်ယောက်လုံးမှတိလာတဲ့အိနီချင်းမိသားစုရဲ့ကလေးတွေကိုစောင့်ရှောက်ပေးရမှာဖြစ်ပြီးတော့သူတို့ကနည်းနည်းတော့စိုးပါတယ်။ဒါပေမဲ့သူတို့မွေးကလေးကကျမကိုတိလာတာကြောင့်ကျမနဲ့ဆိုရင်တက်တောင့်တတဖြစ်ကြပါတယ်။လီလီဒီနေ့သမီးတို့ကိုစောင့်ရှောက်ပေးမှာမလား။ဟုတ်တယ်အန်ဂျီသမီးအခုပျော်နေလား။လီလီတအားတို့ကြောက်ရရကိန်းနေကစားလို့ရမလား။ကြည့်ကြတာပေါ့ကွယ်။ကလေးတို့မင်းတို့ကိုကြည့်ရတာအဆင်သင့်ဖြစ်နေတဲ့ပုံပဲ။ ဒါမှမစ္စတာနဲ့မစ္စဝီလီကိုကလေးတွေကိုစောင့်ရှောက်ပေးမယ်လို့ဂရီပေးလိုက်ပါတယ်။စိတ်မပူပါနဲ့လီလီကျမတို့တခြားသူတွေထက်ရှင့်ကိုယုံနေ။ကျွန်တော်တို့နောက်လေးနာရီလောက်နေရင်ပြန်လာခဲ့မယ်။သူတို့ကိုအိမ်အောင်ဆော့ဆော့ဝင်ခိုင်းလိုက်ပါ။မဖြစ်ဘူးဒီနေ့ဆနေနေ့လေတမီးလည်းဆော့ဆော့မအိပ်ချင်ဘူး။စိတ်မကောင်းပါဘူးကလေးတွေချီပြီးတုတ်ပေးတာဖြစ်နေပြီ။သားတို့လီလီရဲ့စကားကိုနားထောင်ပြီးလင်းလင်းမမနေကြနော်။ဟုတ်ကဲ့မမီး ဒီလိုနဲ့ဝီလီမီသားစုကထွက်သွားကြပြီးတော့မိခွန်းတွေဒရက်ဆက်မိမဲ့ကလေးနှစ်ယောက်ကိုကျမနဲ့အတူထားခဲ့ပါတယ်။လီလီပိုက်စားတယ်။လီလီသားညစာမစားခင်ရေခဲမုတ်စားလို့ရလား။လီလီသားရေမချိုးချင်ဘူး။လီလီသားအန်တီကိုပြောနေတယ်လေ။ကလေးတို့ခဏလောက်နားပါအောင်။အန်တီမှနားနက်ဖက်ဖက်ရှိရလေ။ဒါပေမဲ့သမီးတို့ကနှစ်ယောက်ရှိရလေ။ဒါပေမဲ့မင်းတို့ကတစ်ချိန်တည်းမှာအယောက်နှစ်ထောင်လောက်စကားပြောနေတယ်လို့ပဲ။သမီးရင်ပြောအန်ကြီး သမီးပိုက်စားတယ်။ဟုတ်ပြီအန်တီစားမှုပြင်ပေးမယ်။အခုချိန်ပြောတော့တာ။ဗလာဒီမီရီကင်းကစားခြင်း ਨੇ ။ဟမ်ဗလာဒီမီရီလေ။တာအန်တီကိုအရင်ကပြောခဲ့ဘူးတဲ့ဂိမ်းလေ။တာရောမိရဲ့အားလုံးပေးပြီးတော့ရေချိုးတန်းထဲမှာအရှိမသူ့နာမည်ကိုသုံးချိန်ခေါ်ရမှာ။ပြီးရင်ဗလာဒီမီရီပေါ်လာမှာ။ဟုတ်ပြီအန်တီတိပြီအန်တီငယ်ငယ်တော့ကအန်တီတငယ်ချင်းတွေနဲ့ကစားခဲ့ဘူးတဲ့။အန်တီထူးဆန်းတာတွေ့ခဲ့လား။အဲ့ဒါကဒဏ္ဍာရီတက်တက်ပါပဲကလေးတွေ။ မင်းတို့ဒါရီကစားရင်မင်းတို့ရဲ့အချင်းကိုမဖြုံးစမ်းပါနဲ့ဒါပေမဲ့အန်တီကစားမယ်လို့ကတိပေးထားတယ်လေဒါပေမဲ့အန်ဂျီကိုညစာပြစ်ပေးမယ်လို့လည်းပြောထားခဲ့တယ်လေဟင်အင်းသမီးလည်းကစားခြင်းနဲ့ဘာသမီးခုမှစနစ်နဲ့ပဲရှိသေးရလေဒါသမီးအတွက်မဟုတ်ဘူးဒါကစားခြင်းနဲ့လို့ပြောနေရလေအန်တီကတိပေးထားပြေးသားပဲကိုဟုတ်ပြီခဏတော့စောင့်ကြအောင်စားပြီးမှပဲကစားကြတာပေါ့အန်တီအတော်ဆုံးပဲ အဲ့ဒီအချိန်မှာကျွန်မအကောင်းဆုံးမဟုတ်ဘူးဆိုတာကိုခံစားလိုက်ရပါတယ်ကျွန်မဒီထက်ပိုပြီးလုပ်ပိုင်ခွင့်ရှိခဲ့ပေမဲ့ပထမဆုံးကလေးတိုင်းအလုပ်ဆိုတော့စိတ်လှုပ်ရှားနေတာကြောင့်ကလေးတွေပြောတာကိုလက်ခံခဲ့ပါတယ်။ပြီးတော့ကလေးတွေကသူတို့မိဘတွေကိုကျွန်မနဲ့တိတ်အဆင်မပြေဘူးတတောင့်တလာမဖြစ်ဘူးလို့ပြောမှကိုကြောက်တာလည်းပါနေခဲ့ပါတယ်။အဲဒီနောက်သူတို့ကိုကျွန်မဂိမ်းကစားမှုအတွက်ကူညီခဲ့ပါတယ်။ဟေးမင်းဒီကကြီးတွေနဲ့ဘာလုပ်နေရလဲ။ဒါကဂိမ်းရဲ့တစိုက်တစ်ပိုင်းမဲ့လीကစားရတဲ့သူကိုတတ်ဖို့ကကြီးတစ်ခုပေးထားရမယ်။ ာမို့ဆိုရင်သူပေါ်လာမှာမဟုတ်ဘူး။မင်းဘာလို့သူ့ကိုတက်စီချင်တာလဲ။ဘာလို့လဲဆိုတော့ तू မပေါ်လာမှာစိုးလို့လေ။ဟုတ်ပါပြီ။ကကြီးကိုအန်တီကင်ထားလိုက်မယ်။ထပ်မထီးနေတော့နားလေလား။ကျမတို့အခုပြင်ဆင်လိုက်ပြီးတော့ဒီလိုပြင်ဆင်နေတဲ့အချိန်တဝက်လာရောက်တဲ့အချိန်မှာကျမနည်းနည်းတော့ကြောက်ရွံ့နေခဲ့ပါတယ်။ကျွန်တော်မိမိအားလုံးပြလိုက်ပြီးတော့ဖျောင်းနိုင်မိတွေကိုသာထုံးကရေချူကန်းတွေကမှန်နေအရှိကိုရှောက်သွားခဲ့ပါတယ်။ လက်ဒီမရီပေါ်လာရင်ဖျောင်းနိုင်မီအကုန်ငင်းသွားလိမ့်မယ်။အဲဒီခါအန်ဒီဖျောင်းနိုင်မီကိုပြန်ထွန်ပြီးတော့သူမကိုအဝေးကိုမောင်းထွန်ပြရမယ်။အန်ဒီသိပါတယ်ဒါကဂိမ်းတစ်ခုပါပဲ။ဒီမှာဂိမ်းစားတဲ့အချိန်တန်တရားနည်းနည်းလေးဖြစ်ခဲ့ပေမယ့်မှန်ရှိကိုသွားလိုက်ပြီးတော့လက်ဒီမရီလက်ဒီမရီအန်ဂျီဘာဖြစ်တာလဲ။ဒါအရင်ကြောက်စရာကောင်းတယ်တမိဆက်မကစားချင်တော့ဘူး။ ဟုတ်ပြီ။ဂျောင်းစုတော်လိုက်ကြရအောင်။ဒါပေမဲ့တအားလို့အရင်နှိစက်နေပြီလေ။ဂျင်းတော်ပြီလေ။တာညီမလေးကြောက်နေရမတွေ့ဘူးလား။လာသမီးလေးအန်တီတို့ညောင်သောစားကြမယ်။ဒါကတစ်ချိန်တည်းမှာဖြစ်ပျက်သွားခဲ့ပြီးတော့အဲ့ဒါက Bloody Mary လားမသိဘူး။စိတ်အေးထားပါသမီး။ဒါက Bloody Mary မဟုတ်ပါဘူး။အန်တီသူ့နာမည်ကိုစောအောင်တော့မခေါ်ရသေးဘူး။ဘီလီတောင်းအောင်တော့မှာ ကျွန်မအနောက်ကိုလဲကြည့်လိုက်တဲ့အချိန်မှာမင်းမင်းစရာဖြစ်သွားခဲ့ပါတယ်။ဒါကတကယ်ကိုကြောက်စရာကောင်းတဲ့အမျိုးသမီးတယောက်ကျွန်မတို့အနောက်မှာပေါ်လာခဲ့ပါတယ်။သူ့ရဲ့မျက်နှာကလည်းတခုခုဖြစ်နေခဲ့ပြီးတော့ဒါကတခုခုမှားနေပြီဆိုတာခံစားလိုက်ရပါတယ်။နေရူထဲမှာလည်းကြောက်စိတ်တွေပြန်လဲနေခဲ့ပြီးတော့အဲဒီနောက်ကလေးရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ကအနောက်ကိုဖြည်းဖြည်းချင်းဆုပ်သွားခဲ့ပါတယ်။ကလေးတို့ပြေးတော့ ကျမတို့အားလုံးမိဘကြောင့်လည်းဝင်ပုံခဲ့ကြပြီးတော့လမ်းတစ်လျှောက်ကျမမိမိကိုဖိမှုကြိုးစားခဲ့ပေမယ့်အလိုမဖြစ်ခဲ့ပါဘူး။ကျမအကောင်းဆုံးကြိုးစားပြီးတကားကိုဖွင့်ခဲ့ပေမယ့်ကျမတို့ကတခြားကမ္ဘာမှာပြိမိနေတဲ့မျိုးတကားကညှင့်နေခဲ့ပါတယ်။ကျမတို့ဆူပါရီရှိတဲ့လိုက်ကအနောက်မှာပုံနေခဲ့ပြီးတော့ဒါကတဖြည်းဖြည်းနဲ့ကြောက်စရာကောင်းနေဆိုတာသဘောပေါက်လာနေပါတယ်။ဗလာဒီမီရီကကျမတို့ဘယ်မှာရှိနေလဲဆိုတာသိနေတယ်လို့မျိုးပုံနေတဲ့နေရာစီကိုရှောက်လာခဲ့ပါတယ်။ဒါကသူမရဲ့မျိုးလုံးကြောင့်ဆိုတာမဖြစ်နိုင်ပါဘူး။အကြောင်းကတော့သူမမျိုးလုံးတွေမရှိလို့ပါပဲ။ ကလေးတို့အန်တီဖျောင်းလိုက်ထုံးလိုက်မယ်ဆိုဒီကိန်းကပြီးသွားပြီမလားခဏပုံနေအောင်ရေချိုးခန်းထဲသွားလိုက်အောင်မဲအန်တီအန်တီမသွားနဲ့သူအန်တီကိုတတ်လိုက်မယ်အန်တီတို့မှရေးချက်စရာမရှိဘူးဂျိမ်းအန်တီသွားရမယ်အန်တီမနားမလဲပါဘူးဂျိမ်းရဲ့စကားကိုစောအောင်နားမထောင်မဲကလေးတွေကိုထားခဲ့ကကျမရေချိုးခန်းထဲကိုပြေးသွားခဲ့ပါတယ်ကျမအိတ်ကက်ထဲကမိကျစ်ကိုအမြန်ထုံးလိုက်ပြီးတော့ဒီနောက်မှရှိခဲ့တဲ့ကက်ချီကရှိမနေဘူးဆိုတာကိုသတိထားမိသွားခဲ့ပါတယ် ကျမဖျောင်းနိုင်ကိုယူကမြင်းကြီးလိုက်ပြီးတော့ဒီအခြေအနေမှာကောင်းတာတစ်ခုကဗလာဒီမီရီကဖြည်းဖြည်းချင်းလာနေတာကြောင့်ကျမသူ့ကိုနိုင်နိုင်တယ်လို့ခံစားခဲ့ရပါတယ်။ဒါပေမဲ့ကျမအရင်ကြောက်နေတယ်ဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ဘလောက်ပဲမိကိုညီညီဖျောင်းနိုင်ကမိမဆွဲခဲ့ပါဘူး။ကျမအချိန်ချင်းစူးစမ်းခဲ့ပေမဲ့အရင်ကနောက်ကျသွားခဲ့ပါပြီ။ဗလာဒီမီရီကအခန်းကိုလွတ်ချလိုက်ပြီးတော့ကျမအရှိကိုရောက်နေခဲ့ပါပြီ။ကြောက်စိတ်ကြောင့်မိချစ်ကလွတ်ချသွားခဲ့ပြီးတော့ကျမအနောက်ကိုဖြည်းဖြည်းချင်းဆုတ်သွားခဲ့ပြီးတော့တညာပေးမှုအတွက်အကြံဉာဏ်စွာတောင်းဆိုနေခဲ့ပါတယ်။ ။ငါကျင်မှုနဲ့ဝမ်းနည်းမှုဆိုတဲ့ခံစားချက်တွေကကျမတကူလုံးကိုဖြစ်တန်းသွားပြီးတော့ဒီမကောင်းဆုံးဝိုင်းမျိုးလုံးထဲမှာပြင်မြင်နေခဲ့ရပါတယ်။သူမကကျမအနာကိုတိုးကပ်လာခဲ့ပြီးတော့ကျမဘာမှမလုပ်နိုင်ပေမဲ့သူမမျိုးလုံးကိုဒုတိယကျင်ကြီးလိုက်တဲ့အခါမှာတော့တည်ခြင်းတရားထက်ဆိုတဲ့ခံစားချက်ကိုခံစားခဲ့ရပြီးတော့ဘလာဖြစ်ပြီးအဆုံးမရှိတဲ့ဒုက္ခတွေထဲမှာပျောက်ဆုံးသွားရမလို့တောင်ခံစားခဲ့ရပါတယ်။ ကျမကကျမမပိုင်ဆိုင်ဘူးကျမအသက်ဆက်ပြီးတော့မရှင်ကျင်တော့ဘူးဆိုရင်စရဲခန်းစားချက်တွေခန်းစားခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲတည်ခြင်းထက်ဆိုရဲခန်းစားချက်တွေကိုလည်းခန်းစားခဲ့ရပါတယ်။ကကြီးကကျမအသက်ကိုနှုတ်ယူပြီးတော့ကျမရဲ့အရေးပြားကိုဖျက်ဖို့နီးကပ်လာတဲ့အချိန်ရုတ်တရက်မိရွေပြန်လည်လာခဲ့ပြီးတော့ဗလာဒီမီရီကလည်းပျောက်သွားခဲ့ပါတယ်။သူမရဲ့အနောက်မှာဖျောင်းနိုင်ကိုကင်ကငိုနေတဲ့ကလေးရဲ့အတန်ကိုကြားခဲ့ရပါတယ်။တာတောင်းမှမှာလေလီလီ င်ဒီရောမိဖို့ကြောင့်ကိုသွားတဲ့အချိန်မှာတာဘလက်ဒီမရီရဲ့နာမည်ကိုသုံးချိန်ခေါ်ခဲ့မိရဲ့။ဒါတောင်းမှန်ပါတယ်။တာကအင်ဒီရောကိုကယ်လိုက်တာပဲ။အဲဒီနောက်တော့ကလေးတွေကအိယာဝင်သွားခဲ့ကြပြီးတော့သူတို့ဘာမှလည်းမစားချင်ကြသလိုရေးလည်းမချိုးချင်ကြပဲနဲ့အိတ်တောင်မအိတ်ချင်ကြတော့ပါဘူး။သူတို့တ냐လုံးမိတွေဖွင့်လာခိုင်းကြပြီးတော့ကျမကိုထွက်မသွားဖို့အတွက်ပြောခဲ့ကြပါရဲ့။ တွေပြောက်တဲ့အခါမှာကျမကိုချီးကျူးခဲ့ကြပြီးတော့ကျမအိမ်ကိုပြန်တော့မယ်လို့ပြောရမယ်အစားကျမကလေးတွေနဲ့ဒီတညာအိပ်ဖို့အတွက်တောင်းဆိုခဲ့ပါတယ်။သူတို့ကလည်း1000ဆောင်းနဲ့သဘောတူခဲ့ကြပြီးတော့ဒါကကျမရဲ့နောက်ဆုံးကလေးထိန်အလုပ်ဖြစ်ခဲ့ပါတယ်။နှစ်တွေအတော်ကြာပြီးတဲ့နောက်သူတို့လေးတွေကြီးလာတာကိုမြင်တွေ့ခဲ့ရပေမဲ့ကျမကလေးထိန်အလုပ်လုပ်ဖို့ကိုမစင်စားတော့ပါဘူး။ဒီအကြောင်းကိုပြောပြရင်လည်းနည်းနည်းကြီးလာဖို့ကျမစိတ်ဝင်စားပါဘူး။သင်တို့ဒီအကြောင်းကိုယုံကြည်မှယုံပါလိမ့်မယ်။ဒီလိုဝဆန်းကျင်မှုတွေကတကယ်ဖြစ်နေတာပါ။ ကျွန်မဒီအကြောင်းကိုပြောပြတာကတင်းတို့ကိုသတိပေးချင်တာတကူတည်းပါ။ထုံနဲ့အစင်လာတွေကိုမယုံဘူးဆိုရင်တော့ကျေးဇူးပြုပြီးတော့လူမျိုးတွေနဲ့မကစားကြပါနဲ့။အမမဟုတ်တယ်ဒီကလေးတစ်ခုအတွက်နဲ့တင်းရဲ့ဘော့ကိုမဆုံးလိုက်ပါနဲ့။အကယ်၍ဒီကိန်းကိုကစားခဲ့မယ်ဆိုရင်ဗလက်ဒီမီရီပေါ်လာပြီးတော့အရင်ကဆိုးရွားတဲ့ကံကြမ္မာကတင့်ကိုစောင့်ကြိုနေမယ်ဆိုတာကျမအာမခံပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။သဘောကျနှစ်သက်တယ်ဆိုရင်ဗီဒီယိုလေးကို like နှိပ်သွားပြီးတော့ channel လေးကို subscribe လုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်။